Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ28ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါ ပထမဆုံးစီရေးတဲ့အနေဖြင့်စစ်ကောင်စီရဲ့စကားဆ23မှကာကင်း9နေရာထပ်မနေ KIA ပူးပေါင်းတပ်ဖွဲ့များတိမ့်ပိုက်ရရှိထားတဲ့သတင်းကိုတင်ပြပေးပါမယ်။ဗမော်မျိုးရှိစကားဆတပ်များတပ်ဆွဲထားသော နေရာများနှင့်စစ်စခန်းများတည်ရှိရာနေရာများအားတော်လိုင်းတပ်များမှအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ဗမော် Scouting ထံမှသိရပါဗယ်။ဧပြီလ26ရက်မနေ့ပိုင်းတွင်စကားဆ23မှကာကင်း9နေရာထပ်မနေတိမ့်ပိုက်ရရှိထားပြီး ဗမော်မျိုးတဲ့စကားဆတက်ဆွဲထားရနေရာတချို့ကိုလည်းထပ်မံသိမ်းဆဲရရှိထားတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်မှ လေကြောင်းလက်နက်ကြီးဒရုန်းများဖြင့်အပြင်းထန်ခုခံနေသည့်အတွက်နှစ်ဖက်အထိအခိုက်များတယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ရာနေရာများနဲ့နှီးဆက်သည့်နေရာများမှာနေအိမ်အပြတ်အစီးအထိအခိုက်များပြီးအရက်သားထိခိုက်မှုတချို့ရှိတယ်လို့သိရကအတီးပြုတ်ရန်ခက်ခဲနေစေဖြစ်တယ်လို့သိရပါဗျခင်ဗျာ။ ုတိယစေးသတင်းနေဖြင့်ကပ္ပစ73အားရှော့တိုက်ဒရုန်းဖြင့်ပစ်ခတ်မှုအတွင် အရာရှိ3ဦးအပါအဝင်15ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းစင်ပါဝဲမြို့ရှိစစ်ကောင်စီရဲ့ကပ္ပစ73ဆက်ယုံကိုတရားခွန်မမရှော့တိုက်ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်အရာရှိ3ဦးအပါအဝင်15ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ Brave Warrior မြန်မာအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဧပြီလ25ရက်နေ့ကကပ္ပစ73စက်ယုံကို Brave Warrior for Myanmar နဲ့မဟာမိတ်အဖွဲ့များကတရားခေါ်မမရှော့တိုက်ဒုံး10လုံးဖြင့်ပစ်ခတ်ခဲ့တာဖြစ်ပြီးစက်ယုံဝင်းအတွင်ကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ဘုံသီးများဟာ Prima Workshop အတွင်3လုံးကြားရောက်ပောက်ကွဲခဲ့က တမီဂယ်ရှော့ပ်တလုံးထိမှန်ပျက်စီးပြီးမီးလောင်ခဲ့တယ်လို့သိရပါတယ်။ထို့အပြင်ဂါလန်9000ဆန့်မီးထိုးစီ fire oil တူလောင်ကန်လဲမီးလောင်ပျက်စီးခဲ့ကာအရာရှိ3ဦးနဲ့စစ်သည်12ဦးဒဏ်ရာပြင်းထန်စွာရရှိကာစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။ဒဏ်ရာရစစ်သည်12ဦးအနက်5ဦးဟာသေဆုံးသွားခဲ့ပြီးကြံဒဏ်ရာရအရာရှိစစ်သည်များအားတဆာရ16တရာမကွေးကိုဆက်လက်ပို့ဆောင်ထားတယ်လို့ကနဦးစုံစမ်းသိရှိရကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးခမာယ988ကိုတရားခေါ်မမပူပေါင်းတပ်များက short tight drone ဖြင့်ပစ်ခတ်တိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်မော့ကနင်ကျေးရွာရှိ စစ်ကောင်စီရဲ့ခမာယ988တပ်ရင်းကို short tight drone ၅လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မွန်ပြည်တော်လှန်ရေးတပ် MSRF ကထုတ်ပြန်ထားပါတယ်။ဧပြီလ24ရက်နေ့နေ့လယ်တနာရီခွဲခန့်မှာတရားခေါ်မမ short tight drone ၅လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၃လုံးကသတ်မှတ်ထားတဲ့ပစ်မှတ်ကိုထိမှန်ပောက်ကွဲခဲ့တယ်လို့ ့ဆိုပါတယ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုကိုစုံစမ်းနေဆဲဖြစ်ပြီးပူပေါင်းတပ်ဖွဲ့မှရဲဘော်များထိခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်အဆိုပါစစ်စင်ရေးကိုမွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့အတူမွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSPAD ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်တို့ကပူပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဆလဘီ ဆလင်းမြို့အနောက်ကစစ်ကောင်စီကိစ္စခန်းကိုတိုက်ခတ်ရာစစ်သားနှင့်ပြူစောတိရှိဦးတေဆုံးတဲ့တရင်ကိုတင်ပြပေးပါမယ်။ဧပြီလ26ရက်မနေ့အစောပိုင်းတွင်ဆလင်းမြို့အနောက်ဘက်အထက်ဝက်သေးကန်အနီးမှာရှိတဲ့စစ်အုပ်စုကိစ္စခန်းကို PDF နဲ့ပကဖပူးပေါင်းတပ်တွေကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမိနစ်20ခန့်အပြန်အလှန်ထိတွေ့မှုဖြစ်ခဲ့ကြောင်းမင်းဘူးခရိုင်အမှတ်၅တပ်ရင်းထံမှတရင်ရရှိပါရယ်။မင်းဘူးခရိုင်အမှတ်၅တပ်ရင်းနဲ့အတူမကွေးတိုင်းပကဖစစ်ကြောင်းရေနသာကော်လမ်တို့ကမီတာ30လောက်က နေ RPG တွေနဲ့ရှေးဦးပစ်ခတ်ရင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်လန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်နေချိန်ရှမ်းရွာကုန်းဘက်ကနေစစ်အုပ်စုကလက်နက်ကြီး60မမတွေနဲ့ပစ်ခတ်တာကြောင့်အထိကိမရှိအောင်လက်နက်ကောက်ချိန်မရပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးမြင်းကြံထိန်ပန်းကျေးရွာကိုစစ်ကောင်စီကပေါင်900ဘုံများကျဲချခဲ့ရာအရသား၄ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့နယ်ထိန်ပန်းကျေးရွာကိုစစ်ကောင်စီကပေါင်900ဘုံများကျဲချတိုက်ခတ်ရာ ရဲသား၄ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါဗျ။ဧပြီလ25ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံ၃လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းနဲ့နေအိမ်၈လုံးထိခိုက်ပျက်စီးခဲ့ပြီးမိသားစုဝင်၄ဦးသေဆုံးခဲ့ကတဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ဆိုပါဗျ။ထိမ်ပန်းကျေးရွာကိုဘုံကျဲခဲ့တဲ့အပြင်အညာဒေသတော်လိုင်းအင်အားစုရဲ့စခန်းပတ်ဝန်းကျင်ရှိနေရာကိုလည်း .5 စစ်တပ်နဲ့တွေနဲ့ပစ်ခတ်ခဲ့ကလက်တစ်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ ်ကလည်းလက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဆိုပါတိုက်ပွဲအတွင်းအညာဒေသတော်လိုင်းအင်အားစုရဲ့စခန်းအနှဲငယ်ထိခိုက်ပျက်စီးခဲ့ပြီးရဲဘော်တွေထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြောင်မဲမှာစစ်ကြံလက်နက်ကြီးပောက်ကွဲမှုဖြစ်ပွားပြီးရှစ်နှစ်အရွယ်ကလေးငယ်တဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကျူရှောကျေးရွာအုပ်စုပန်းဆန်ကျေးရွာမှာစစ်လက်နက်ကျွင်းကြံလက်နက်ကြီးတလုံးပောက်ကွဲမှုဖြစ်ပွားခဲ့ရာရှစ်နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့ပြီး၄ဦးဒဏ်ရာရခဲ့တယ်လို့ The Aung Women's Organization ကထုတ်ပြန်ထားပါတယ်။ April 24ရက်နေ့ညနေ9နာရီအချိန်တွင် မိခင်နှင့်အတူလက်ဖက်ခူးပြန်လာတဲ့လမ်းမှာမပောက်ကွဲသေးတဲ့လက်နက်ကြီးတလုံး ကိုကလင်းတွင်ကောက်ယူစော်ကစားမိရာမှပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ပောက်ကွဲမှုကြောင့်အသက်၈နှစ်အရွယ်မိုင်းစော်မင်းကိုပွဲချင်းပြီးတေဆုံးခဲ့ကအသက်၁၇နှစ်အရွယ်ကိုရင်တပါးနဲ့အသက်၄နှစ်အရွယ်ကလင်းငယ်၃ဦးအသီးသီးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရခဲ့သူတွေထဲကကိုရင်လေးဟာခြေနှစ်ဖက်လုံးဒဏ်ရာပြင်းထန်ခဲ့ပြီးစတီးထက်ကုသရမည်ဖြစ်သောကြောင့်စေကုသရန်ငွေကြေးအခက်အခဲရှိနေတယ်လို့ကုညီဆောင်ရွက်ပေးခဲ့တဲ့ဒေသခံဦးစင်းတပါးကပြောပါတယ်။ပြီးခဲ့တဲ့၂၀၂၁ခုနှစ်မှ၂၀၂၀ 2020နှစ်နှစ်စံပိုင်းအထိကျူရှောဟူကွက်နဲ့ချုံးတစ်ချုံဟောင်းကျေးွာအောက်စုတို့မှာတောင်မျိုးသားလွမြောက်ရေးတက်မတော် TNL နဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS တို့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးယနေ့ထိတိုင်လက်နက်ကျွမ်းကျန်ပစ္စည်းများနဲ့မြေမြုပ်မိုင်းများကိုမရှင်းလင်းရသေးတဲ့ဒေသဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီးအပြည့်ရကာလအတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU နယ်မြေမှာကိုရင်တပားနဲ့အရသား16ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်ကောင်စီကအပြည့်ခတ်ရစဲရေးကြီးညာထားတဲ့ကာလအတွင်းလက်နက်ကြီးနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် KNU အုပ်ချုပ်နယ်မြေအတွင်းကိုရင်တပားနဲ့အရသား16ဦးသေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အပြည့်ရကြီးညာထားတဲ့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အတွင်းစစ်ကောင်စီကပြည်သူလူထုကိုပြစ်မှတ်ထား ကလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုစတဲ့လူခွင့်ရေးချိုးဖောက်မှုလုံရပောင်းများစွာကို108ကြိမ်ထက်မနည်းကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်တိုက်လေရင်ရဟတ်ရင်နဲ့ဒရုန်းများဖြင့်လေကြောင်းတိုက်ခိုက်မှု63ကြိမ်ပြုလုပ်ခဲ့ကာကိုရင်တပားနဲ့ရက်သား14ဦးသေဆုံးခဲ့ရပြီးတန်ကာ3ပားနဲ့ရက်သား34ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု43ကြိမ်ပြုလုပ်ခဲ့ရာရက်သားပြည်သူ5ဦးသေဆုံးခဲ့ပြီး18ဦးဒဏ်ရာရကာနေအိမ်16လုံးပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ထို့အပြင်ပြည်သူလူထုပိုင်နေအိမ်များကိုတချိန်မီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်၄လုံးနဲ့ဖះချောင်းတစောင်းမီးလောင်ပျက်စီးခဲ့ရပြီးပြည်သူ၂ဦးကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိခဲ့တာကြောင့်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးလုံယုံရင်းနှင့်အကြမ်းဖက်နေနေရေးအထူးတပ်ဖွဲ့ SSDF အပတ်စဉ်3တင်နန်းစင်းပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်မြို့သားညီညွတ်ရေးအစိုးရပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့ People Police လက်အောက်ခံတပ်ဖွဲ့ဖြစ်တဲ့ လုံချုံရင်းနှင့်အကြမ်းဖက်နှိမ်နှင်းရေးအထူးတပ်ဖွဲ့ SSDF တင်နန်းပတ်စင်3တင်နန်းစင်ပွဲကျင်းပခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မတ်လ31ရက်နေ့ကလွမြောက်နယ်မြေတစ်ခုမှာတင်နန်းစင်ပွဲကိုကျင်းပခဲ့တာဖြစ်ပြီး SSDF တင်နန်းကာလလေးလခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။တင်နန်းစင်ပွဲအခမ်းအနားကိုပြည်သူ့ရဲတပ်ဖွဲ့ဒုတိယရဲချုပ်ထွန်းထွန်းဝင်းနထိုးကြီးအမတ်30တပ်ရင်းတပ်ရင်းမှုကိုစိုးအောင်နထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုသူရမိုးကုတ်ပြည်သူ့လုံချုံရင်းတပ်ဖွဲ့တာဝန်ခံကိုတွတ်ပြီးအမရ ပူရပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ခံကိုမိုးလွင်တို့တက်ရောက်ခဲ့တယ်လို့သိရပါဗျ။အဆိုပါတင်တန်းကိုမိုးကုတ်၊နောင်ချို၊ပြင်ဦးလွင်၊မရပူရ၊မရေယာ၊နှထိုးကြီးစတဲ့ဒေသများက PDF ရဲပေါ်များပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးမြို့ပြစစ်စင်ရေးနှင့်အထူးတိုက်ခိုက်ရေးစစ်ပညာရပ်များကိုလေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတင်တန်းအပတ်စဉ်လေးအတွက်နိုင်ငံတော်ဝန်မှတပ်ဖွဲ့ဝင်အသစ်များကိုဆက်လက်လက်ခံလျက်ရှိကြောင်းအသိပေးထားပါတယ်ခင်ဗျာ။ ခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်ရေပြူမြို့နယ်ကံပေါက်ခလာရ293မှစစ်ကောင်စီတပ်သားတဦးရှေတန်းစခန်းမှထွက်ပြေး၍လက်နက်ခဲယမ်းနှင့်အလင်းဝင်လာတဲ့သတင်းကိုတင်ပြပေးပါမယ်။ရေပြူမြို့နယ်ကံပေါက်ခြေဆိုင်ခလာရ293တပ်ရင်းမှစစ်ကောင်စီတပ်သားတဦးသည်ရှေတန်းတနေရာမှထွက်ပြေးလာပြီးဧပြီ21ရက်နေ့တွင်လက်နက်ခဲယမ်းနှင့်တကွအလင်းဝင်ရောက်လာခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရိုင်အမှတ်1တပ်ရင်းမှသတင်းထုတ်ပြန်ထားပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားမှအသက်22နှစ်အ အရွယ်ဒုတက်ချက်တဦးဖြစ်တယ်လို့သိရပါတယ်။အဆိုပါစစ်ကောင်စီတပ်သားသည် MA1 တနက်တလက် G150 တောင်းကြီပေါက်၄ခုနှင့်အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စစ်ရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်းမင်းစစ်သွင်းနဲ့ Carshall တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။